ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါဆရာတော် Grade 6 English ကိုသင်နေဆရာဖုန်းသားစင်သွင်းဖြစ်ပါတယ်။ကဲဒါဆိုရင်တအားသူမျိုးကြီးဒီကဆရာတို့ Unit 4ရဲ့ Lesson 4ကိုဆက်သွားရအောင်နော်။ကဲဒါဆိုရင် Unit 4 Lesson 4 What we like and dislike ကျွန်တော်တို့နှစ်သက်သောအရာနှစ်မနှစ်သက်သောအရာတဲ့ Okay, ဒါဆိုလို့ရှိရင်ဒါလေးကိုလေ့လာလိုက်ကြအောင်။ right. right. oh, Okay. ဒါဆိုလို့ရှိရင်ဆရာတို့ like and dislike เนาะနှစ်သက်တဲ့အရာမနှစ်သက်တဲ့အရာရှိတယ်။เนาะအဲ့တော့အခုဘာလုပ်မလဲဆိုတော့ 1. look at the pictures in brackets put a tick for the hobbies you like and a cross for the hobbies you don't like. အဲ့တော့ဆရာတို့အခုဘာလုပ်လဲဆိုဆရာ hobby တွေပေးလိုက်မယ်။နော်ပေးထားတဲ့ဥစ္စာကိုကြိုက်တဲ့ hobby ဆိုလို့ရှိရင်ဆရာတို့အမှန်ချက်ကလေးချင်မယ်။ကိုမကြိုက်တဲ့ hobby ဖြစ်နေလို့ရှိရင်ဆရာတို့ကအမှားချက်လေးချင်မယ်။ Okay ဒါဆိုလို့ရှိရင်ဒါတရားနဲ့တရားတူမှာမဟုတ်ဘူး။ဆရာဆရာကြိုက်တဲ့ဥစ္စာကိုအမှန်ချက်မယ်။ကိုမကြိုက်တဲ့ဥစ္စာကိုအမှားချက်ပြလိုက်မယ်။ဟုတ်ပြီနော်။ Okay ဒါဆိုလို့ရှိရင်စလိုက်ကြအောင်။ကဲပုံလေးကိုကြည့်ပါ။ဒီပုံလေးကကျတော့ဘာလုပ်နေရလဲ။ဟုတ်တယ်ငားများနေတာ fishing ။ ကဲ fishing ကြတော့ဆရာကကြိုက်တယ်ကြိုက်တော့မလုပ်လိုက်မလဲဆိုတော့အမန်ချစ်ကလေးချစ်လိုက်မယ်ဟုတ်ပြီဒါဆိုမိဘကကြတော့ကိုမကြိုက်ရင်အမချစ်ချစ်လို့ရနော်ဆရာနဲ့တူမှာမဟုတ်ဘူးနော်ဒါတူတူလိုက်ချစ်ကြမယ်โอเคဆရာတော့အမန်ချစ်ကလေးထည့်လိုက်ပြီ fishing ကြိုက်တယ်ကဲ playing basketball ကဲ playing basketball ကြတော့ဆရာကမကြိုက်ဘူးမကြိုက်တော့မလုပ်လိုက်ဆိုတော့အမချစ်လိုက်မယ်အိမ်မှာအမချစ်လိုက်မယ်โอเคဒါဆိုပုံလေးကိုဆက်ကြည့်လိုက် ဒေတာပုံလေးရကြပါလို့အာပီယနိုတီးနေတာပီယနိုတီးရကြတော့ဆရာ music ကိုကြိုက်တယ်ပီယနိုတီးရတာလည်းကြိုက်တယ်အမှန်ချက်ကလေးချိန်လိုက်မယ် okay ကဲရပြီစက်ကြည့်ပါအောင်ဒါဆိုရင်ဟာနောက်တစ်ခုကရေကူးနေတာ swimming swimming ကြတော့လဲဒါအာ swimming ကတော်တော်ကောင်းတဲ့အားကစားပဲဆရာကြိုက်တယ်เนาะအမှန်ချက်ကလေးချိန်လိုက်အောင်မယ် okay ကဲနောက်တစ်ခု playing the flute အာပလူမြှောက်တာပလူမြှောက်တာကြတော့အာဆရာမကြိုက်ဘူး เนาะ piano တီးရတာပဲကြိုက်တယ်ဘယ်လိုမှမရတာကြတော့မကြိုက်ဘူးကဲအဲ့တော့ဘာလို့မလဲကဲအမချစ်လိုက်မယ်ဆရာဒါလို့သမီးတို့ကကြိုက်ရင်မန်ချစ်လို့ရတာเนาะโอเคဆက်ကြည့်မယ် cycling ဟေး cycling ကြာစပိန်စီးရအာစပိန်စီးရလဲဆရာကြိုက်တယ်เนาะစပိန်စီးရအားကစားကိုယ်တက်ကောင်းတယ်အဲ့တော့အမှန်ချစ်ချစ်လိုက်မယ်โอเคနောက်တစ်ခု weight lifting အာ weight lifting lifting ကြာဆရာမကြိုက်ဘူးအရန်လေးတယ်တကတကမရတာเนาะ weight မရတယ်ဆိုတော့လွယ်ရမကြိုက်ဘူးအဲ့ဒါကြီးကကြောက်ပင်ပန်းတယ်အဲ့တော့အမချစ်လိုက်မ ြိုက်ဘူး။ကဲ dancing dancing ကြတော့ dancing ရလဲဆရာသိမကြိုက်ဘူးသိလားနည်းနည်းပင်ပန်းတယ်ကားရတယ်ဆိုတော့လေအဲဆရာအဲ့ဒါမကြိုက်တော့ဘာလုပ်မလဲဆိုတော့အမချစ်လိုက်မယ်။ Okay နော်ကဲဒါဆိုရှင်ဆရာတို့ပါလေကိုကြိုက်တဲ့ hobby တွေကိုအမှန်ချစ်ပြီးပြီကိုမကြိုက်တဲ့ဥစ္စာတွေကိုအမှချစ်ပြီးပြီအဲ့တော့ဒါကိုသားရသမီးတို့ကအခန်းထဲမှာတငယ်ချင်းနဲ့လည်းပြန်ပြီးတော့တိုက်ကြည့်နော်တယောက်နဲ့တယောက်တော့အကြိုက်တူမှာမဟုတ်နော်တချို့တငယ်ချင်းကသူက dance လုပ်ရတာကြိုက်ချင်ကြိုက်မယ်ကိုကလည်းမကြိုက်ချင်မကြိုက်ဘူး เนาะတရားနဲ့တရားတော့ဒူမှာမဟုတ်ဘူးเนาะအဲ့ဒါလေးကိုအချင်းချင်းပြန်ပြီးတော့ပြပြပြီးသွားလို့ရှိရင်ဒါတို့သမီးတို့နေရာစကားလေးပြောကြည့်ပေါ့เนาะတရားနဲ့တရားကိုကတော့ဗာကြိုက်တယ်သူကတော့ဗာမကြိုက်ဘူးစသည်အဖြစ်โอเคเนาะဟုတ်ပြီဒါဆိုရင်ဆရာတို့ဆက်ကြည့်မယ်2 in pairs tell your friend the hobbies you like or dislike use like love dislike and hate အဲ့ဒါဒါတို့သမီးတို့အခုဘာလုပ်ရမလဲနော် in pairs တဲ့ဒါတို့သမီးတို့တငယ်ချင်းလေးနဲ့ပြောမယ် နော်နှစ်ယောက်တွေတွေ့ပြောကြမယ် tell your friend the hobbies you like or dislike ကဲဒါတော့သမီးတို့ကြိုက်တဲ့ hobby ကြောင်းပြောမယ်မကြိုက်တဲ့ hobby ကြောင်းပြောမယ်အဲ့ဒီမှာတကူကပါလဲဆိုတော့ဆရာတို့ဟိုးအရှိရသင်ကန်းစာမှာသင်ခဲ့တဲ့ဥစ္စာလေးကိုပြန်ပြီးအသုံးချမယ် like ရယ် love ရယ် dislike ရယ် hate ရယ်ဒါတော့သမီးမှတ်မိလားဟိုပြုံးပြုံးပုံလေးပါတာလေအဲ love ဆိုလို့ရှိရင် ပြုံးနေရမယ် like ဆိုလို့ရှိရင်နည်းနည်းပြုံးနေဟလာ dislike ဆိုလို့ရှိရင်ပါလဲနည်းနည်းလေးမဲ့သွားပြီ hate ဆိုလို့ရှိရင်မျက်နှာရည်ရယ်စုပုတ်သွားပြီနော်အဲအဲ့တော့ ြောလို့ရှိရင်အရန်ကြိုက်တာလားဒါမှမဟုတ်နည်းနည်းကြိုက်တာလားမုန်းတာလားဒီတိုင်းမှမကြိုက်ဘူးလားအဲ့ဒါလေးကိုတကယ်ချင်းတွေပြောမယ်ဒါဆိုရင်ဆရာကတော့ဒီမှာတယောက်တည်းပြောတာဆိုတော့ဥပမာအနေနဲ့ဒါလိုသမီးကိုပြောပြမယ်ဟုတ်ပြီနော်အားပြီအဲ့တော့ပြောမယ်ပထမဆုံးဆရာက I like dancing နော်အဲ့ဒါပါလေကျွန်တော်ကကားရာကိုကြိုက်ပါတယ်နော်နောက်တစ်ခုမကြိုက်တာကိုပြောကြည့်မယ် I dislike singing တခြင်းဆိုခြင်းကို မကြိုက်ပါဘူးနောက်တစ်ခု I love running a race အပြေးပြန်ရတာကိုအရန်ကြိုက်ပါတယ်ဟုတ်ပြီကဲနောက်တစ်ခု I hate doing judo ဂျူဒိုကစားရတာကိုမုန်းတယ်မကြိုက်ဘူးကဲဒါဆိုတော့ပြီးလို့ရေးဒါတော့ဆရာဥပမာစာကြောင်းလေး၄ချောင်းကို like ရ dislike ရအာနောက်တော့ love ရ hate ရ ။နော်ဒါလေးတွေကိုသုံးပြီးတော့ပြောပြသွားတာဖြစ်တယ်။ဒါဆိုသူမီးတို့ကလည်းကိုကြိုက်တဲ့ hobby ကိုမကြိုက်တဲ့ hobby ကိုတငယ်ချင်းတွေကိုပြန်ပြီးတော့ဆရာအခုလုပ်ပြသွားတဲ့စာကြောင်းလေးအတိုင်းပဲပြန်ပြီးတော့ပြောကြည့်မယ်။တယောက်နဲ့တယောက်ကတော့အကြိုက်တယ်ဒူမှာမဟုတ်ဘူး။ကိုကြိုက်တဲ့ဥစ္စာကိုကြိုက်တယ်လို့ပြောမယ်။အရန်ကြိုက်ရင်လည်းအရန်ကြိုက်တယ်မကြိုက်ရင်လည်းမကြိုက်ဘူးမုံရင်လည်းမုံတယ်တယောက်နဲ့တယောက်လေ့ကျင့်ကြပါအခါနဲ့မှာ Okay ဒါဆိုသားတို့မိတို့ရေးဆက်ကြည့်မယ်3 in column A write 3 sentences about your hobbies In column B, write three sentences about how often you do these hobbies. Okay. em mà đó အဲ့မှာလာပြီဒါလို့ပြီးတော့ column A e, နဲ့ column B ကြာပေးထားမယ် column mà A မှာပါရေးမလဲ write three sentences gì ba. about your hobbies hobbies gì Bắt đầu တွေနဲ့ပတ်သက်လို့ရေးမယ်နောက်တော့ column B mà rồi, write three sentences about how often you do these hobbies lâu 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 đã 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 bận bận lịch sử gì ba. ကဲဒါဆိုလို့ရှိရင် example ကြည့်မယ်โอเคဆိုတော့အဓိက column A မှာဗာလဲဆိုကိုကြိုက်တဲ့ဥစ္စာကိုရေးမယ်ပြီး column B မှာကျတော့ adverb of frequency ဆရာသင်ထားတာကိုသုံးပြီးတော့ဘလောက်နေဘယ်နှချိန်လောက်တဲ့ဒါကိုသိအောင်ပြောမယ်โอเค number 1ပြောမယ်နော်ဒါတို့သမီးတို့ကဗာလဲစာကြောင်း၃ကြောင်းစီလောက်ရမယ်ကဲဒါဆိုရင်ဆရာဥပမာအနေနဲ့လုပ်ပြမယ်တရားနဲ့တရားတူမှာမဟုတ်ကြိုက်သလိုလုပ်လို့ရတယ်။နော်ကိုကြိုက်တဲ့ hobby ကိုရွေးမယ်၊ကိုယ့်ကိုရေးမယ်။ဆရာကတော့၃ခုရွေးလိုက်မယ်၊ကိုယ့်ကိုရေးမယ်နော်။ Okay ။လာပြီ I like reading column A မှာရေးလိုက်မယ်။စာဖတ်ရတာကိုဆရာကြိုက်တယ်။အဲ့တော့ဟိုဘက်မှာပါရေးမလဲ။ I usually read in my free times. ကဲဆရာကတော့ဘာသုံးလိုက်လဲ။ I usually read in my free times. ဒါမှမဟုတ် I generally read in my free times. နော်။အဲ့တော့ပါလေ generally usually เนาะအဲ့ဒါကိုသုံးပြီးတော့ရေးလိုက်တယ်အဲ့တော့ generally usually ဒီဆရာတို့100%မဟုတ်ဘူးပါလေ85%เนาะအဲ့တော့ဖတ်လို့ရှိတယ်ဟုတ်တယ်မလားเนาะဟုတ်ပြီကဲဒါဆိုရင်ဆရာတို့နောက်တစ်ခုထပ်ကြည့်ပါဦး I like fishing ကဲငါများတဲ့ကိစ္စကိုဆရာပြောပြီကဲအဲ့ဒီမှာကြတော့ I like fishing အဲအဲ့ဒီမှာကြတော့ဆရာဘာသုံးရင်ကောင်းမလဲဟုတ်ပြီ I often go fishing I often go go fishing နော်အဲတော့ often ဆိုတော့ငါးမျှားလေးများထရှိတယ်နော်အဲတော့သွားလေသွားထရှိတယ် often ဟိုသုံးပြီးတော့ဆရာပြောသွားပါတယ်နော်ဒါကတော့တရားမတရား2ပါမဟုတ်ဘူးနော်ကိုအဲသွားရဲပုံမူတည်ပြီးပြောင်းသုံးလို့ရတယ်โอเคဒါဆိုရင်နောက်ဆုံးတစ်ပုတ်ကြည့်မယ် I like playing football ရေးလိုက်မယ်အဲ့ဒီမှာကြာတော့ဆရာကပါလဲဆိုတော့ I always play football in the evening အဲညနေရောက်တဲ့အခါမှာအမြဲတမ်းဘောလုံးကန်နေရှိပါတယ်เนาะတငယ်ချင်းတွေလည်းအမြဲတမ်းဘောလုံးကန်နေကြောင်းအပြန်လာရင် always เนาะဆရာသုံးလိုက်မယ်ကြဲအဲ့မှာဆိုလို့ရှိရင်ဒါသည်တယောက်နဲ့တယောက်တော့ဒူမှာမဟုတ်ဘူးเนาะအဲ့မှာ adverbs of frequency ရဖြစ်တဲ့ always သုံးလို့ရတယ် often usually generally seldom နောက်တော့ often နော် sometimes နောက်ပြီးပါရှိသေးလေ never အဲအဲ့ဒါတွေပြောင်းပြီးတော့သုံးပြီးတော့ပြောလို့ရဒါတော့ကိုယ်စိတ်ကြိုက်ပါเนาะ အဲ့တော့ကိုကြိုက်တဲ့ hobby ကိုတာလို့သမီးတို့ကစာကျုံသုံးချောင်းရေးမယ်ပြီးသွားလို့ရှင်အဲ့ hobby သုံးခုကိုဘလို့လှုပ်လေလှုပ်ထားရှိရလဲเนาะအဲ့ဒါကို adverbs of frequency ရေးသုံးပြီးတော့ column B မှာပြန်ပြီးတော့ရေးလိုက်ကြပါရပြီเนาะဒါတို့ပြီးတော့ကဲဒါဆိုလို့ရှင်တာလို့သမီးတို့ရေဆရာတို့ဒီ lesson မှာကြတော့ဘာတွေကိုလေ့လာလိုက်ရလဲဆိုတော့ဆရာတို့က like and dislike တွေကိုလေ့လာလိုက်ရတာဖြစ်တယ်ဆရာတို့ကြိုက်တဲ့ဥစ္စာဆိုလို့ရှင် like မကြိုက်တဲ့ဥစ္စာဆိုရင် dislike เนาะเออกูใจ่เน็ดแต่ไอ้อย่าไม่ใจ่เน็ดแต่ไอ้อย่าโกเบลูริပြောมะเลยดาวตีทวบีဖြစ်တယ်เนาะပြီးသွားလို့ရှင်ဗာလဲကိုကြိုက်နေတိုက်တဲ့အရာမကြိုက်နေတဲ့အရာရှိမယ်ပြီးကိုကြိုက်တဲ့အရာကိုလုပ်မယ်အဲဥမာပြရေကူးတာကြိုက်တယ်ရေကူးတာကြိုက်တယ်ဆိုလို့ရှင်ကိုကြိုက်တဲ့အရာကိုလုပ်မယ်음ဘယ်နှလောက်ဘယ်နှကြိမ်လောက်တာလဲเนาะတပတ်ကိုဘယ်နှကြိမ်လောက်တာလဲ เนาะဆိုတော့အဲ့လိုမျိုးဟာလေးတွေကိုဆရာတို့ adverbs of frequency လေးတွေကိုပြောပြီးတော့သိတာသွားအောင် usually always ဆိုတော့အများရန်လုတ်ဖြစ်တယ်တခါလေမှလုတ်ဖြစ်တယ်ဒါမှမဟုတ်လုံးဝမလုတ်ဘူးအဲ့ဒါကိုเนาะအဲ့လိုမျိုးလေးဒါမှမဟုတ်ဆရာတို့ကအခုကကိုကြိုက်တဲ့ဥစ္စာကိုပြောမယ် I like swimming ဒီကူကတော့နှစ်သက်တယ်အဲကြိုက်တာဖြစ်တဲ့အတွက်ကြောင့်သေချာဘက်ကတော့ never တော့မဖြစ်နိုင်ဘူးเนาะ never ကဘယ်တော့မှမလုတ်ဘူးဖြစ်သွားမှာပေါ့ เนาะအဲ့တော့ရေကူးတာကြိုက်တာဖြစ်တဲ့အတွက်ကြောင့်ဖြစ်နိုင်တာကတော့ always ဖြစ်နိုင်တယ်။နောက်ဒါလည်းဒီမျိုးတစ်ခါလေး often သုံးလို့ရမယ် generally usually အဲစသည်အပြည့် adverbs of frequency တွေကိုသုံးပြီးတော့ပြောသွားရမယ်เนาะ။ Okay ဒါဆိုဒါလည်းဒီမျိုးတွေဆရာတို့ဒီတစ်ခါ lesson မှာတော့ဘာကိုလေ့လာခဲ့လဲ lesson 4ရဲ့ what we like and dislike ဖြစ်တယ်เนาะ။ Okay ဒါဆိုဒါလည်းဒီမျိုးတွေဒါလည်းဒီမျိုးနဲ့ဆရာနဲ့နောက်ထပ်လာမယ့် lesson မှာထပ်ပြီးတော့ဆုံတွေ့ပါအောင်မယ်။အားလုံးကျေးဇူးတင်ပါတယ်။